သင်ပေးလဲဆိုတော့ကျွန်တော်10တန်းဖြည့်ပြီးတော့2003ခုနှစ်လောက်ပါဇက်သေးရောက်ရောက်သွားဇက်သေးရောက်ပြီးတော့2004မှာဦးရှေတို့စီရောက်တယ်ဦးရှေတို့စီကပညာရေးဆက်ယူခဲ့တာပေါ့ကျွန်တော်ဆရာအရင်ကတော့ဦးရှေတို့ပေါ့ပူဇော်ဦးဆရာလက်ဦးဆရာပေါ့ပေါ်ပါစရိယာမင်းနဲ့ပါလက်ဦးဆရာတော့ဦးရှေတို့တို့ကြည့်ငါမှာပေါ့ ဟုတ်လို့လားဟာတွဲတိုးမှာပေါ့မတွဲချင်ဘူးလားမတွဲချင်သူ့ရရတယ်ပြီးတော့သူပြတ်သွားတဲ့ပြက်လုံးမူလေးတွေပေါ့သူ့ရဲ့အမွေပေါ့သူ့ရဲ့အမွေနဲ့နဲ့ကျွန်တော်သူ့နဲ့သူ့အောင်နှကမ်းမွေးလေးတွေပါအကုန်လိုက်လှုပ်ထားတာပေါ့ဒါပေမဲ့မတူအောင်တစ်ခုထိုးပေါက်ထားတာတော့ကျွန်တော်ကရုံးရိတ်ထားတာရင်တော့ကျွန်တော်သဘင်အရှိနေပေါ့ကိုကတော့သူ့ရဲ့ဆရာရဲ့အမွေအနေနဲ့ကျွန်တော်ယူထားတာနှကမ်းမွေးဒီလိုကိစ္စလေးပြီးအောင်လောဆယ်ငါကိစ္စတော့ထိတ်ွာရောက်လမ်းမှာ မွေးငါ54ပကံဝင်စားတော့ တော့လူရှင်တော်လောကတွေကိုစဝင်ခဲ့တာ16နှစ်သားလောက်ပဲဝင်ခဲ့တာဘယ်ဘွဲတွေမှာကောင်းဘယ်ဘွဲကားခဲ့လဲဆိုတော့ကျွန်တော်စအုပ်ဆုံးစခဲ့တာကတော့ဇွဲကူကူစက်မှာကျွန်တော်ကားခဲ့ဇွဲကူဝါးပြီးတော့အပြင်ထွက်လာတော့မွန်ဇက်တွေဝင်ခဲ့ကားခဲ့တယ်မွန်ဇက်တွေပြီးတော့အပြင်မှာအငိမ့်လေးလေးကားအငိမ့်လေးကအခုနောက်ပိုင်းကျတော့ဖေဥပေါ်ဦးလို့နဲ့လိုက်ကားတယ်ဒါဒီကုမိုးကုမိုးကျဲဆိုတာဒါကျွန်တော်ဆရာပဲသူတို့နဲ့လည်းလိုက်ကားတယ်အခုကိုပိုင်လဲဟိုအခုကောင်းလေးတယောက်နဲ့ရွှေကြီးကိုဆိုပြီးတော့နှစ်ယောက်ထဲကားတာ ဘလို့တင်ပေးလဲဆိုတော့ကျွန်တော်10တန်းဖြည့်ပြီးတော့2003ခုနှစ်လောက်ပါဇက်ထဲရောက်ရောက်သွားဇက်ထဲရောက်ပြီးတော့2004မှာဥရှေတို့စီရောက်တယ်ဥရှေတို့စီကပညာရှိဖြာယူခဲ့တာပေါ့ကျွန်တော်ဆရာအရင်ကတော့ဥရှေတို့ပေါ့ပူဇော်ဦးဆရာလက်ဦးဆရာပေါ့ပေါ်ပါစရိယမင်းနဲ့ပါလက်ဦးဆရာတော့ဥရှေတို့ဥရှေတို့ဆရာတွေပညာတွေယူခဲ့တယ်ပညာယူပြီးတော့ဒီလိုဥရှေတို့လည်းဆုံးပါသွားရောဇက်ထဲပြန်ရောက်ဇက်ထဲပြန်ရောက်ဟိုလူဆရာပြန်ရောက်ဒီလူဆရာပညာယူပေါ့အခုလက်ရှိဆိုင်ပညာကတော့ကွန်ဘိုးကျယ်ဆရာတွေကျွန်တော်ယူတယ် ီနှစ်တော့လောလောဆယ်အဖေဥပ္ပောဦးနဲ့ကျွန်တော်လိုက်လိုက်ကြတယ်ဥပ္ပောလေးနဲ့လိုက်ကြတယ်သူ့ဇာတ်တွေပြီးတော့သူပြတ်သွားတဲ့ပြက်လုံးမူလေးတွေပေါ့သူ့ရဲ့အမွေပေါ့သူ့ရဲ့အမွေနဲ့နဲ့ကျွန်တော်သူ့နဲ့သူ့အောင်နှခမ်းမွေးလေးတွေပါအကုန်လိုက်လှုပ်ထားတာပေါ့ဒါပေမဲ့မတူအောင်တစ်ခုထိုးပေါက်ထားတာတော့ကျွန်တော်ကတုံးရိတ်ထားတာရင်တော့ကျွန်တော်သပင်းအရှိနေပေါ့ကိုကတော့သူ့ရဲ့ဆရာရဲ့အမွေအနေနဲ့ကျွန်တော်ယူထားတာနှခမ်းမွေးပေါ့အလုပ်တွေနားလေးရတာကတော့ကျွန်တော်တော်တော်ကြာပြီပေါ့ဟိုနေမှာကိုဗစ်ကာလတည်းက နားခဲ့ရတာနားခဲ့ရပြီးတော့ပြတ်တောင်းပြတ်တောင်းလေးပြန်ကပ်ပြန်ကပ်ရတော့ညာလည်းပဲအရင်လိုပတ်စံမရဘူးလေကျွန်တော်အမှုပညာသမားကျွန်တော်ဆရာပြောသလိုပေါ့နည်းဆုံးတယ်ခရီးဆုံးတယ်ဒါပေမဲ့စီးပွားမဖြစ်ဘူးမချမ်းသာဘူးဒီလိုပဲလုံးလေလုံးနေနဲ့လောက်ရရပြီးတော့အခုတော့ကျွန်တော်ရဲ့အကူပေါ့အကူလိုပဲပြောလို့ရတာပေါ့မရှိတဲ့အချိန်မှာကျွန်တော်ဆက်ဖွင့်တဲ့စီလိုက်ခဲ့ဆိုပြီးတော့ဆက်ပညာသင်ပေးခဲ့တဲ့ကိုရှေကြီးကလေဆိုင်ကလေးတစ်စီးဝယ်ပေးတယ်ဆိုင်ကလေးတစ်စီးဝယ်ပြီးတော့ကျွန်တော်အုံနာဆွဲတယ်အုံနာကြီးကတော့တနေ့၄000ပေါ့ ရတဲ့ဟာတော့တနေ့ကို2000ကျော်2000ကို2800လောက်တော့ရတာပေါ့။အုံနာကြီးကတော့4000ပေးရတယ်။အဲ့ဒီလိုမျိုးတော့လည်းမရှိဘူးပြောဒါကိုနှစ်သက်တာဟုတ်ကျွန်တော်ငငယ်လေးတွေကနှစ်သက်တာဒီလူပညာလောကကို9တန်းကျောင်းသားတွေတွေကကျွန်တော်ယူသွတ်ခဲ့တာ။ယူသွတ်ခဲ့တော့9တန်းကျောင်းသားတွေမှာကျွန်တော်ဇတဲ့ခိုးလိုက်သွားတာ။ခိုးလိုက်တော့အိမ်ကပြန်ခေါ်ခေါ်ပြီးကျောင်းပြန်ထားပြီး10တန်းအောင်ပြီးတော့ကျွန်တော်ဇတဲ့ပြန်လိုက်သွားတာ။ပြန်လိုက်သွားတော့အိမ်ကပြန်ခေါ်ခေါ်ပြီးတော့ဖုန်းကြီးဝတ်ပြီးဖုန်းကြီးဝတ်ပြီးတော့စာတင်လိုက်သွားဆိုစာတင်လိုက်သွားကျွန်တော်ငငယ်တန်းအောင် ဘုန်းကြီးသာအောင်တော့လေဒီဆိုင်းတဲ့ပုံစံကြာကျွန်တော်မနေနိုင်ဘူးအဲ့တော့ဘုန်းကြီးပြန်ထွက်ပြန်ထွက်ပြီးဒီလောကတွေပဲပြန်ရောက်ဘယ်လောက်ကြီးပဲဒုက္ခရောက်ရောက်ပေါ့အမှုပညာကိုချစ်မြတ်လို့တာကျွန်တော်ကတော့တည်တဲ့အထီးပေါ့တည်တဲ့ဗန်တာတဆုံအမှုပညာနဲ့ပဲတမူဝါညောင်ပြုတ်မှာပါအဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အများစုပြောမှဆိုရင်လူရှင်တော်တွေကဥပိုင်အိမ်မှာမရှိကြဘူးဂျာရဆာဆာဝါဝါမြေမြို့ပေါ့ကျွန်တော်တို့ရခဲ့တဲ့ညာကြီးကတညာတသိန်းလောက်ပဲရခဲ့တာတချို့နေရာဆိုတသိန်းတောင်မရခဲ့ဘူးခုဆိုလို့ရှိရင်အစိုးတော်တွေဆိုလို့ရှိရင်တညာကိုတသိန်းခွဲတော့ တသိန်း2000လောက်ရကြတယ်သူတို့တချင်းလေး9ပုတ်လောက်ဆိုပြီးသူတို့ပတ်စံရတယ်ကျွန်တော်တို့ကအစားအဆုံးအထိလုတ်ပေးရတာတော့မှတသိန်းကိုမပေးကြင်ကြဘူးလူတွေကဒါပေမဲ့အမှုပညာသမားဆိုတော့လေပွဲရရင်ပြောကြတယ်ပွဲရရင်ပြောတော့ပွဲပဲလိုက်ကြရတာပေါ့ကာရင်းနဲ့မိသားစုဇေယိနဲ့ကျတော့ဘလို့မှမလုံလောက်ဘူးမလုံလောက်တော့အပြင်အလုပ်ရှိတဲ့လူသားလင်းအဆင်ပြေတယ်ကျွန်တော်တို့အပြင်အလုပ်မရှိတော့အဆင်မပြေဘူးပေါ့အဆင်မပြေတော့ကျွန်တော်အဲ့လိုကယ်ဒီလေးဆွဲစားရတာပေါ့အမှုပညာကိုချက်တာယူတွတ်တာမြန်လို့တာပေါ့သူများဖြစ်တယ်လို့ငါဖြစ်ရမယ်ဆိုပြီးလုပ်တာ ဒါပေမဲ့ကျွန်တော်တို့ကဘလောက်ကြိုးစားကြိုးစားပေါ့စမ်းတယ်လဲဆိုင်တယ်ပါရမီနဲ့လဲပါတာပေါ့ပါရမီမပါစမ်းမပါတော့လည်းမမကြီးခဲ့ဘူးလည်းမမကြီးတဲ့လူရှင်တော်ဘဝထဲမှာအများကြီးပါလူပိဋကတ်တော်တော်များများလဲနာမည်မကြီးရင်အာမပေးခြင်းကြောက်ဘူးအာပေးတော်ညာလဲပဲပတ်စံမပေးခြင်းကြောက်ဘူးနာမည်ရှိတဲ့လူတော့ပဲပတ်စံရကြတယ်ဟုတ်ကဲ့ကျေးဇူးတင်တဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ပုပ်ပါစရိယမင်းလည်းပါလက်ဦးဆရာကိုလည်း ကျေးဇူးတင်ပါကျွန်တော်ဒီအမှုပညာလောကတွေကိုဆောက်ရောက်ခဲ့လို့ကျွန်တော်မျိုးမျိုးတင်ပေးခဲ့တဲ့ကျွန်တော်ရဲ့ဆရာနဲ့တော့ကပြည့်တဲ့အားလုံးကိုလည်းကျေးဇူးတင်တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်ဒီကုန်းချုပ်ပြရစီပါ